ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့လက်ဆွေးနွေးနေတဲ့ထိုင်းထွတ်တော်မှာ CRPH NUCD နော်အမျိုးသားညီညွတ်ရေးအစိုးရ NUD ရှိတယ်လို့အမျိုးသားညီညွတ်ရေးဒီအစိုးရအတိုင်းနိုင်ငံကောင်စီဆိုပြီး NUCD ရှိပါတယ် NUCD မှာဘယ်လိုပါဝင်ပါလဲဆိုတော့လက်ရှိကျွန်တော်နိုင်ငံအင်အားစုတွေရပ်ဖက်နော်အဖွဲ့အစည်းတွေတိုင်းဒေသကြီးအဝတ်ခေါင်းဆောင်တွေနော်အခြားအဖွဲ့အစည်းဘောဆောင်ဖွဲ့စည်းထားတဲ့ NUCD အတိုင်းနိုင်ငံကောင်စီဆိုပြီးရှိပါတယ်အဲ့ဒီအတိုင်းနိုင်ငံကောင်စီရောဒီ ပြောင်းစုတ်တော်ကုစားပြုကော်မတီ CRPS ကတောင်းရင်ရှိတဲ့လူတွေကထိုင်းတော်တော်ထဲမှာလာရောက်ပြီးတော့လက်ဆက်တွေကတင်းကျပ်အေးချမ်းရေးအပါအဝင်ခေါင်းဆောင်တဲ့အခြားကိစ္စတွေလာရောက်ဆွေးနွေးတာဖြစ်ပါတယ်ထိုင်းတော်ရဲ့ဖိတ်ကြားချက်ကတော့အခုလိုဖိတ်ကြားခဲ့တဲ့ထိုင်းတော်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာခင်ဗျားတို့အပါအဝင်တစ်ကမ္ဘာလုံးကတည်ပါတယ်မြန်မာပြည်သူတွေဒီဘယ်သူတွေကိုလက်ခံလဲဘယ်သူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတည်ပဲဖြစ်ပါတယ်ဒါကိုလည်းလက်ရှိ လိုလက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းမဲ့ကျွန်တော် NDCP ကတောင်းဝင်ရှိတဲ့လူတွေရဲ့စကားထံကိုလည်းထိုင်းနိုင်ငံအနေနဲ့တည်တည်ကြပ်ကြပ်နားထောင်ပြီးတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းလွတ်တော်မှာကျင်းပတဲ့မြမအရေးဆွေးနွေးပွဲဘာထူးကြလဲဆိုတာထိုင်းနိုင်ငံရောက်အမေသားကြီးကိုစီမသုံးသက်ချက်ကိုတင်ဆက်ပေးလိုက်ခြင်းပါတယ်။နေဆက်တည်ငင်ရေးနဲ့ဒီမိုကရေစီရေးဆိုင်ရာထိုင်းနဲ့အာဆီယံကြိုးပမ်းမှုဆွေးနွေးပွဲဒုတိယနေ့ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ကထိုင်းလွတ်တော်မှာကျင်းပနေပါတယ်။ မနက်ခင်းဆွေးနွေးပွဲမှာတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်းအန်ဒရူးစ်ကအဖွဲ့မိန့်ခွန်းပြောသွားပြီးမြန်မာနိုင်ငံကလူအခွင့်အရေးခြေနေဆိုရမှုနိုင်ငံတကာအနေနဲ့မြန်မာအရေးပူပေါင်းဆောင်ရွက်မှုတိုးလုပ်ဖို့တမရထရန်လက်ထက်မှာတားမြစ်လိုက်တဲ့အမေရိကန်အကူအညီပေးရေးအဖွဲ့ကြောင်းနေဆက်ဒေတာနဲ့ပြည်တွင်းကအကူအညီပေးရေးကိစ္စတွေအပေါ်တက်ရောက်မှုတွေကိုအဓိကထားပြောသွားပါတယ်။ လက်ရှိမြန်မာလူမှုစီးပွားမြင်ကွင်းနဲ့မြန်မာနိုင်ငံရေးနောက်ဆုံးအခြေအနေတွေကိုထိုင်းနဲ့မြန်မာအကဲခတ်တွေနိုင်ငံတကာပညာရှင်တွေကဆွေးနွေးကြဖို့ရှိပါတယ်။မင်္ဂလာတပင်းလေးတပင်းကောင်းလေးတို့တင်ပြပေးညမှာတပင်းအရင်ကျွန်တော်ဖတ်ပြပါမယ်ပြီးမှစကားပြောကြပါမယ်နော်။ထိုင်းလူတော်ဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ CRPA ကမြန်မာရွှေကောင်းအလုပ်သားရေးတောင်းဆိုသွားပြီ။ထိုင်းလူတော်ရဲ့ဒီနေ့မတ်လ၂၂ရက်နေ့မှာစတင်ပြီးပြုလုပ်နေတဲ့နှစ်ရက်သားဆွေးနွေးပွဲအတွင်းဖြစ်ပျောင်းအလုပ်သမားများအရေးကိစ္စတွေတက်ပြီးတောင်းဆိုသွားပြီ။ဒီကြောင့်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ထံမှတည်ရပါတယ်။ ။ထိုင်းနိုင်ငံငယ်ဆက်တွေကလုံခြုံရေးတည်ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးကောင်းစဉ်ချင်းအဆိုပါတရက်တာဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းကစတင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ရှိပါလီမန်တွတ်တော်နဲ့ကျင်းပနေတဲ့ဖြစ်ကြောင်းသိရပါတယ်။ရွှေပြောင်းလုပ်သားတွေရဲ့တာဝန်ကြီးတွေပညာသင်ဝင်ရဖို့အထောက်အထားမရှိတဲ့အလုပ်သမားတွေစစ်ကောင်စီထံလုံးဝပြန်မဖို့တောင်းဆိုဖို့ရှိတယ်လို့ CRPH နိုင်ငံသားဆက်ဆံရေးကော်မတီဝင်ဦးအကံမျိုးတက်ကအရာဝန်တန်းကိုပြောပါတယ်။ထိုင်းတို့ရဲ့ဖက်ကြားချက်အရထုံးစွန်းဘက်ကို CRPH မြို့သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ပြည်ရင်မြို့သားစည်းရုံး KNU ၊ပြည်ရင်မြို့သားတိုးတက်ရေးပါတီ KMPB စတဲ့တော်လှန်ရေးအင်အားစုများတက်ရောက်နေကြောင်းသိရတယ်။ ဒီနေ့ညီမနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ကိုယ်ရေးအထူးကိုယ်စားလှယ် Mr. Trun Room ညီမရဲ့ကြွကြင်သူတက်ကြွလှုပ်ရှားသူများနဲ့လူ့ကိုယ်ရေးအဖွဲ့အစည်းထိုင်းစစ်တပ်တာဝန်ရှိသူများပါတက်ရောက်နေချေချောင်တည်ရတယ်။ထိုင်းလွတ်တော်ဆွေးနွေးပွဲစတင်ပြီးယနေ့တွင်မူထိုင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးကအဖွဲ့အစည်းအားပြောကြားယူနေဆက်ဒေတာလုံလုံရေးစိန်ခေါ်မှုညီမရဲ့စစ်ကောင်စီရွေးကောက်ပွဲကိစ္စတို့ကိုဆွေးနွေးလေ့ရှိချောင်တည်ရတယ်။ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့ လက်ဆွေးနေတဲ့ထိုင်းထွက်တော်မှာ CRPH NUC တို့အမျိုးသားညီညွတ်ရေးအစိုးရ NUD ရှိတယ်လို့အမျိုးသားညီညွတ်ရေးဒီအစိုးရအတိုင်းအတာကောင်စီဆိုပြီး NUC ရှိပါတယ် NUC ကဘယ်လိုပါဝင်ပါလဲဆိုတော့လက်ရှိကျွန်တော်နိုင်ငံရဲ့အင်အားစုတွေရပ်ပက်နော်အဖွဲ့အစည်းတွေတိုင်းတိုင်းရဝက်ခေါင်းဆောင်တွေနော်အခြားအဖွဲ့အစည်းပေါင်းစုံဖွဲ့စည်းထားတဲ့ NUC ဒီအတိုင်းအတာကောင်စီဆိုပြီးရှိပါတယ်အဲ့ဒီအတိုင်းအတာကောင်စီရောဒီ ပြောင်းစုထွက်တော်ကစားပြု comedy CRPH ကတောင်ဝင်ရှိတဲ့လူတွေကထိုင်းထွက်တော်ထဲမှာလာရောက်ပြီးတော့လက်သက်တွေကတင်းကျင်းအေးချမ်းရဲ့အပါဝင်ခေါင်းစဉ်နဲ့အခြားပိတ်ကတွေလာရောက်ဆွေးနွေးတာဖြစ်ပါလိမ့်မယ်။ထိုင်းထွက်တော်ရဲ့ဖိတ်ကြားချက်ကတော့အခုတော့ဖိတ်ကြားပေးတဲ့ထိုင်းထွက်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘတူလဲဆိုတာခင်ဗျားတို့အပါဝင်တက္ကပါလုံးကတိပါတယ်။မြန်မာပြည်သူတွေဒီဘတူတွေကိုလက်ခံလဲဘတူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်။ဒါကလည်းလက်ရှိ လူလက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်နဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းတဲ့ကျွန်တော် MDC ရဲ့ခေတ်ကတာဝန်ရှိတဲ့လူတွေရဲ့စကားထံကိုလေထိုင်းနိုင်ငံအနေနဲ့တည်တည်ချာချာနားထောင်ပြီးတော့နော်စဉ်းစားပေးစီခြင်းနဲ့လုပ်ပေးစီခြင်းဘာဖြစ်လို့လဲလက်ရှိထိုင်းနိုင်ငံကိုအကြောင်းပြောချက်ခိုးရတဲ့လူတွေရှိပါတယ်အဲ့တော့တရားမဝင်ငဇက်ဖြတ်ကျော်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေနဲ့ဒီလူတွေရဲ့ညှိပါနော်ဒါပေမဲ့တရားဝင်ရောဝင်ခွင့်ရှိတာဒီလူတွေဒီဘာကြောင့်ဝင်ရတာလဲအဲ့ဒီအပိုင်းတွေမှာတစ်ယောက်စဉ်းစားဖို့လိုအပ်တယ် တော့နံပါတ်1တရားဝင်ဝင်ခွင့်ရှိတာတော့တရားဝင်ဝင်လို့မရဘူးဘာဖြစ်လို့နေဆက်ဖက်ဖက်လေးကိုအဓိကစစ်ကောင်စီကအုပ်ချုပ်ထားတယ်နိုင်ငံရဲ့ passport ကိုစစ်ကောင်စီကအာဏာသိမ်းတာဖြစ်တဲ့အတွက် passport ထုတ်ပေးနိုင်တဲ့ယုံနေပြီဒီအာဏာလိုက်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာကြောက်ရွံ့နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားကိုထွက်မယ်ဆိုရင်တရားဝင်ထွက်လို့မရဖြစ်နေတယ်တရားဝင်ထွက်မယ်ဆိုရင်စစ်ကောင်စီရဲ့ထိတ်ချုပ်မှုအောက်ကနေထွက်ရပါမယ်အဲ့တော့နောက်ဆုံးနောက်တစ်ချက်ကဘာဖြစ်လို့မြန်မာပြည်သူတွေကအနည်းဆုံးထိုင်းနိုင်ငံကဝင်ပြေးလာကြတာလဲပုံမှန်မှုတည်ပါတယ်လက်ရှိ မြန်မာနိုင်ငံမှာအာဏာသိမ်းထားပါတယ်နော်စီရီယံလောက်တဲ့ပုံကိုတွေကစပြီးတော့ဒီစစ်အာဏာသိမ်းထားတာကိုလက်မခံတဲ့လူတွေအစုံနောက်တစ်ခုကဒီလက်ရှိမတရားတဲ့စစ်မှုထမ်းဥပဒေပြန်ခံပြီးတော့ပြည်သူပြည်သူချင်းအသေးခံခိုင်းနေတဲ့ကိစ္စတွေအပါအဝင်ပြည်သူအားလုံးကနိုင်ငံထဲမှာနေထိုင်ဖို့မရတော့တဲ့အသက်ဘေးလုံခြုံမှုမလုံခြုံတဲ့အနေအထားမှာနှီးဆက်ရနော်ထိုင်းဆိုတာမြန်မာနဲ့ဒီကိုမောင်မတော်နေခဲ့တာဖြစ်တဲ့အတွက်နှီးဆက်တော့ထိုင်းနိုင်ငံကိုဝင်ပြေးကြတယ်အဲ့တော့အနေအထားမှာတရားဝင်ဝင်ခွင့်မရှိတဲ့အတွက်ခိုးလန်းကဝင်လာပြီးတော့ဝင်ပြေးရတယ် နော်စီးပွားလာရှာတဲ့ကဘုနောက်ပိုင်းမှာမရှိသလောက်ရှားပါလားအားလုံးကနေလို့မရဘူးဒီနိုင်ငံလာပြီးတော့ဒီမှာအလုပ်လာလုပ်ပြီးတော့ဝင်းရေးအတွက်ဒါရောက်အခြေရှင်းရတဲ့လူတွေဖြစ်ပါတယ်အဲ့တော့အဲ့လိုအနေထားမှာဖမ်းဆန်ကြည့်တယ်ဖမ်းဆန်ကပေးတဲ့ပြစ်ဒဏ်တွေကိုခံယူတယ်ဖမ်းဆန်ကြည့်တဲ့လူတွေကပြီးလို့ရှိရင်ပြန်လည်လက်ခံတဲ့နေရာမှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုထည့်နေရတာကျွန်တော်တို့ပေတွင်းထဲကိုအဲ့ဒီလူတွေကိုတွားပို့နေတာလည်းအတူတူပဲဖြစ်ပါတယ်ဒါကို CRPH နေတဲ့ခိုင်းလို့တော့ထဲမှာတိတိကျကျကြဲကြဲလောင်လောင်ဆွေးနွေးနိုင်မှုအရေးကြီးပါတယ်အားနာစရာအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာမျိုး ထိုင်းနိုင်ငံမှာဖြစ်ပေါ်လာမယ်ဆိုရင်လေကျွန်တော်တို့နိုင်ငံဟာထိုင်းနိုင်ငံကိုမစ္စရောပီတာဆိုထိုင်းနိုင်ငံသားတွေကိုလက်ခံပေးရပါမယ်။ဒါအိန္ဒိနာချင်းတိုင်းကြည့်လိုက်နာဆောင်ပေးရမယ်ကျင့်ဝတ်တိတ်ခါတွေဖြစ်တယ်။အဲ့တော့အဲ့လိုအနေထားမှာအခုရန်သူလက်ထဲကိုတွားထည့်နေတာဒီကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အတက်အိုးရေးစည်းစိမ်ပေအောင်လို့ပေနေတဲ့တွားဖို့နေရတယ်အတူတူဖြစ်နေပါတယ်။တော့အဲ့တော့ကျွန်တော်တို့အင်အားစုတွေနေရှိတယ်။တခုရှိတယ်။ဖမ်းရန်ချိတဲ့ပြည်သူတွေကိုပြစ်ဒဏ်ပေးလို့ပြန်လွတ်တဲ့နေရာမှာနော်။သူတို့ဖမ်းရန်ချိတဲ့ပြည်သူတွေစံတန်းကစစ်ကောင်စီတစ်ခါနဲ့ပို့ပါဆိုပို့နိုင်ပါတယ်။နော်ပြည်သူရဲ့စံတန်းကိုကျွန်တော်တို့အဆုံးဖြတ်ခံတယ်။ပြည်သူစံတန်းကိုလေးစားလိုက်တာလေဆိုရင်စနစ်မျိုးကိုလိုချင်ပါတယ်။ ဲ့တော့ဖန်ဆန်းတိနဲ့ပြည်သူအများစုကစစ်ကောင်စီလက်ထက်မတော်ချင်ဘူးတော်လိုင်းအင်အားစုတွေဖက်ထဲကိုထည့်ပေးမှဆိုရင်တော့ထိုင်းစွမ်းအနေနဲ့ဒီရဲ့တော့အတက်လူခွင့်ရေးဒါလူပြောက်ရဲ့အတက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်တော့အားဖြင့်တော်လိုင်းအင်အားစုတွေလက်ထဲကိုထည့်ခိုင်းစေချင်ပါတယ်အဲ့လိုဖြစ်လာအောင်လေအဲအဲဒီ CFH နေနဲ့ထိုင်းတော်တော်ထဲမှာဆွေးနွေးနိုင်ပါစေလို့ဆုတောင်းပါတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာရှိတဲ့အလုပ်ဓမ္မအရေးတွေကိစ္စနော်မရှိထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေအားလုံးက ဖြစ်ပေါ်နေတာဒီပါဒီလူမျိုးရေးပဋိပက္ခပုံစံအတွင်ယူပြီးတော့နှိမ့်ကုတ်ခံထိနေတယ်အဲ့တော့မြန်မာတွေအားလုံးကထိုင်းနိုင်ငံကိုထိပါနှောက်ယှက်ဖို့မရှိပါဘူးဘယ်သူမှမရှိခိုင်းတာလေကိုယ်မြန်မာအချင်းချင်းမရှိခိုင်းတာအခုလူတွေကလူတူတယောက်တစ်စုတစ်ခွဲကထိုင်းနိုင်ငံအချုပ်ချာအာဏာကိုထိပါအောင်လုပ်လာမယ်ဆိုရင်မြန်မာပြည်သူတွေကလက်ခံမှာမဟုတ်ပါဘူးလူများနိုင်ငံရဲ့တိုင်းတစ်ပိုင်းရဲ့အချုပ်ချာအာဏာကိုတော်ပြီးဝင်ရောက်ဆွတ်ဖက်မယ်ထိကိုင်းအောင်လုပ်မယ်ဆိုရင်ကိုယ်နိုင်ငံသားအချင်းချင်းတားဆီးပါလိမ့်မယ်မြန်မာတွေအဲ့လိုရိုင်းနေတဲ့လူတွေပေါ့အဲ့လိုရုပ်မာတဲ့လူတွေပေါ့မြန်မာဆိုတဲ့နေရာမှာကချင်ပြည်ကမြန်မာရခိုင်ရှေ့အဖုံးပါပါတယ်အတူတူပါပဲ ဲ့တော့တချို့တလေကအခုထိုင်းနိုင်ငံကထုတ်ပြောနေမြန်မာတွေကပဲဝင်ရောက်ပြီးတော့ channel တွေတုံးအဲအလုပ်တွေဝင်ရောက်လုပ်နေလို့မဟုတ်ပါဘူးမြန်မာတွေကထိုင်းနိုင်ငံမြန်မာပြည်မှာနေလို့မရတဲ့အတွက်ထိုင်းနိုင်ငံတွေကိုတာပြရတာပါဒီနိုင်ငံမှာခေလုံတဲ့နေရာမှာတဝင်းတစ်ခါအတွက်ကျွန်တော်တို့ဖြည့်ရှင်းရတဲ့အလုပ်တွေလုပ်ရတယ်အဲ့ဒီနေရာမှာသတ်မှတ်ထားတဲ့ဥပဒေပေါင်းတွင်းအလုပ်တွေလုပ်ပြီးတလို့ဥပဒေပေါင်းဆုံးပြီးတော့လုပ်ပြီးတဲ့အလုပ်တွေလည်းရှိပါမယ်ဘယ်လိုပဲဖြစ်ဖြစ်မြန်မာပြည်အားလုံးကထိုင်းပြည်သူတွေအောက်မှာပဲရှိပါလိမ့်မယ်ဘာဖြစ်လို့လဲထိုင်းနိုင်ငံကထိုင်းပြည်သူတွေပိုင်နေနိုင်ငံဖြစ်တဲ့အတွက်ဒီနိုင်ငံကိုကြော်ပြီးတော့လုပ်ခွင့်မရှိပါဘူးဒီနိုင်ငံဥပဒေကိုကြော်ပြီးတော့လည်း အဲလုတ်ပြီးမရှိပါဘူးဒါတို့တော့ဟိုသူတို့နိုင်ငံသားတွေလည်းတိအောင်ပြောနိုင်မှာရည်ကြီးတာပေါ့ဗျာဆိုတော့တော်တော်လည်းမှသူတို့ပြောမယ့်နေရာမှာဒီစကားမျိုးတွေလည်းပြောနိုင်ချပါစေလို့ဆုတောင်းပါတယ်ဘာဖြစ်လို့လက်ရှိ time မှာဖြစ်နေလို့ပြက်တာနားအားလာတယ်เนาะအဲ time ကြီးလုတ်တယ်လုတ်လို့မြန်မာတွေကလုတ်လုတ်တယ်အမြမာရီလည်းဝကြီးခုနေတယ်အထွတ်တွေလမ်းနေဆိုရင်မြန်မာရီကခိုင်းတော့ပြည့်ပြတ်မထောက်ခိုင်းဘူးဒါမျိုးစကားတွေကဟိုအချင်းချင်းပြောရရင်ဒီလိုစကားတွေကဒီစက်ကောင်စီဘက်ကလူတွေကတိုက်နေတာ စစ်ကောင်စီဘက်ကလူတွေဘာကြောက်တိုက်ကြတယ်ကထိုင်းနိုင်ငံမှာသူတို့ရဲ့အုတ်ထုံသူတို့ရဲ့မတရားပြုတ်ပြစ်မှုတွေကိုလုပ်တဲ့နေရာမှာမခံမဲနဲ့ဒီနိုင်ငံထဲကိုထွက်ပြေးလာတဲ့ပြည်သူကိုဒီနိုင်ငံထဲမှာငြိမ်းချမ်းစွာနေလို့မရအောင်လို့ဒီနိုင်ငံမှာရှိတဲ့ပြည်သူတွေပြန်တိုက်ပေးနေတယ်အဲ့လိုတိုက်တဲ့နေရာမှာဒီနိုင်ငံမှာရှိတဲ့ပြည်သူတချို့ကိုသူတို့ကပေါင်းပြီးတော့တစားကလုပ်ပြီးတော့ဒီကပြည်သူပြည်သူချင်းပြန်တိုက်တယ်ပြည်သူများလားအဲ့တော့ပြည်သူများကထိုင်းနိုင်ငံမှာကြာဘာပြည်သူများမရှိထိုင်းပြည်သူထွက်လို့ဆိုညီကောင်မောင်မောင်လေးတွေလူတွေအများကြီးနော်အဲ့တော့ငကိုတွေကတိရင်းနေတဲ့ထိုင်းနိုင်ငံဆိုတကယ်ကိုတွေကနိုင်ငံအတူတူလိုပဲနေနေကြတယ် ဒါကြောင့်မလို့အရင်ကအဲ့ဒီကိစ္စကိုလေဒီခိုင်းပြည်သူတွေအားလုံးတွေ့နေကြကြတိအောင်လို့ကြောပေးနိုင်ရင်ပိုကောင်းတယ်။ဘာဖြစ်လို့ဒီမှာရှိတဲ့လူတွေထွက်ပြောတာကပြောလို့အဆင်မပြေချင်ဘူး။ဒီကချင်းတူပြောလိုက်ရင်တစ်ဖက်ကနေပြားနေလာမယ်။အဓိကကလည်းခိုင်းပြည်သူကိုမြန်မာပြည်သူတွေအားလုံးကလေးစားပြီးတာ pass ပေးပြီးတာဒီနိုင်ငံမှာရှိတဲ့အတွက်ဒီနိုင်ငံသားတွေရဲ့ဆန္ဒနဲ့လွန်ဆန်ပြီးတော့ဘာမှလုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ခုနကပြောလို့ပေါ့တစ်ဖက်ကရုံမှမှုတွေကြောင့်အထင်အမြင်လွဲမှုတွေရှိတယ်။နောက်တစ်ခုကမြန်မာအရေးတွေခိုင်းတွေတိထားတာတဲ့ပို့ပြီးတော့ချုပ်ပေးပါလား။ ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းဟာနောက်တစ်ချက်နဲ့ခိုင်းလို့ဆိုရင်အာကရင်နဲ့မြန်မာစစ်တပ်နဲ့တိုက်နေတယ်သူတို့တော့မသိဘူးမဟုတ်ဘူးနော်ကျွန်တော်တို့ဒီနေ့ဖြစ်ပေါ်နေတာဒီကရင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာမဟုတ်မော်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်ရခိုင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူအများစုနဲ့အာဏာသိမ်းထားတဲ့မြေအောင်ကောင်းဆောင်တဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲပါဒါကိုတွေ့နေတဲ့ကျေသူတို့ပြေဖို့လိုတယ်ဒီချင်းချင်းလေးလေးတို့နားလည်ဖို့လိုတယ်ပြည်သူနဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲဘယ်အဖွဲ့အစည်းဘယ်ပါတီဘယ်အားနဲ့မှဖြစ်နေတဲ့ပွဲမဟုတ်ဘူးအဲ့တော့ပြည်သူအများစုကိုသူတို့ထိန်းချုပ်ထားတယ်ကန့်ကွက်ထားတယ်အဲ့ဒီညမှာသူတို့အခမ်းအနဲ့မတင်သူတို့နှိမ့်ဆက်တယ် အဲ့ဒီတော့နေလို့မရဘူးဒီကဒီကပြေးဝင်လာတယ်ပြေးဝင်လာတဲ့အချိန်မှာတရားဝင်လိမ့်လာလာလို့မရတဲ့အတွက်မတရားဝင်တဲ့လိမ့်လာတဲ့အရာတွေအတက်လူပြေးလာတယ်ဒီကတော့ခန်းကထိခန်းကထိပြစ်တန်ချတယ်ပြစ်တန်ချပြီးတော့တောင်းမှာဒီကောင်လေးကထပ်ပြန်ရောက်မယ်ဆိုရင်ဒါမှပြေးပြီးတော့ပို့လာတယ်အတူတူပဲဒါလေးကိုလည်းတကယ်တမ်းပြောနိုင်မယ်ဆိုရင်အရန်ကောင်းပါလိမ့်မယ်နောက်တစ်ခုကဒီလိုလေးကျွန်တော်တို့လုံဆောင်ပေးနိုင်မယ်ဆိုရင်ပြည်သူတွေအတွက်ခိုင်းမှရှိတဲ့ပြည်သူတွေလည်းအင်မတန်ဝမ်းမြောက်ကြမှာယုံကြည်ပါတယ်။ဒါဆိုတော့ခိုင်းရပြည်သူတွေကအကာအကွယ်မဲ့နေတယ်။အားကိုးစရာမဲ့နေတယ်။အဲ့လိုအားကိုးစရာမဲ့နေတဲ့နေရာမှာဒီလိုမျိုးလှုပ်ပေးနိုင်မယ်။ဥပဒေချောင်းရတော့လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်တွေအောက်ကနေဘယ်သူမှလည်းလူမှမဟုတ်ဘူးမရှိရဘူး။ကိုကိုတိုင်းလည်း ဥပဒေနဲ့အညီငယ်ထိုင်သွားမယ်ဆိုရင်ဒါထိုင်းမှာရောက်နေတဲ့ပြည်သူတွေအတွက်အင်မတန်အကျိုးရှိတဲ့အတွက်ဆုံးမှုဖြစ်ပါလိမ့်မယ်။ထိုင်းနိုင်ငံအတွက်လည်းအကျိုးပြုတဲ့အတွက်ဆုံးမှုဖြစ်ပါလိမ့်မယ်။တော့ဒါကြောင့်မို့လို့ဒီအတွက်ဆုံးမှုကနေဒီနိုင်ငံအတွက်အကျိုးရှိတဲ့အတွက်ဆုံးမှုတွေခေါင်းစဉ်တွေထွက်ပေါ်လာပါစေလို့ဆုတောင်းပါတယ်။